အန်ဝဲဝဲရောင်းရှိန်လာခဲ့ပြီးဖြစ်လာနိုင်ခြင်းရှိတဲ့မန်ယူအသင်းရဲ့ကစားကွက်၃မျိုးပရင်းသမားလုံးမိန်လာများမန်ချက်စတာဖောင်းဆောင်ကနေပြန်လည်ကြိုးလဲပါရင်မန်ယူအသင်းဟာယခုလက်ရှိမှာတော့ကွန်ညာကိုခေါ်ယူထားပြီးဖြစ်ကောင်းဘရန်ဖို့တိုင်းစစ်မှုအန်ပွေမှုကိုလည်းခေါ်ယူဖို့ကြိုးစားနေပါရင်အန်ပွေမှုကလည်းမန်ယူကိုပြောင်းရွှေ့ဖို့အတွက်ခေါင်းညှိလိုက်ပြီးဖြစ်လို့တကယ်ရောက်လာအောင်ကြိုးစားဖို့ဆိုတာမန်ယူအသင်းပေါ်မှာပဲမူတည်ပါရင်ယခုနေ့ဘောလုံးရာအသီးကိုဆူဆူရပုံစံမျိုးနဲ့ဖျက်ဆီးခဲ့ရပြီးတဲ့နောက်မှာတော့မန်ယူအသင်းဟာ ချက်မဲလေးဝင်ခွင့်မရလို့ဝင်ဝေတွေများစွာရောကျသွားပင်မဲ့လဲဒီနေ့မှာတိတာထင်ရှားတဲ့ကစားမဖြစ်ခြင်းမှုတွေကိုပြုလုပ်ဖို့လိုအပ်နေပါတယ်ဘူးတိုက်စင်မှုကွန်ညာကိုပြောင်းရွှေ့ကြေးသုံးရင်ပေးပြီးခေါ်ယူဖို့အတွက်သဘောတူနိုင်ခဲ့ပြီးတဲ့နောက်နောက်ထပ်တိုက်စင်မှုတူဖြစ်တဲ့အံပွေမှုကိုထပ်မံခေါ်ယူသွားဖို့စ조사နေတာဖြစ်ပါတယ် လက်ရှိမန်ယူလူစင်းနဲ့ကဖျားဆူတိုက်စစ်ဘွားဝိုင်းလန်းတို့တိုက်နေမန်ယူအသင်းဟာကိုရဖို့ရုံးကန်ခဲ့ရပြီးတိုက်စစ်ပိုင်းပြောင်းလဲပြုလုပ်ဖို့မန်ယူကကြိုးစားလာခဲ့တာပဲဖြစ်ပါတယ်တကယ်လို့အံပွေမိုရောက်လာခဲ့မယ်ဆိုရင်လာရောက်ညီထွေဖြစ်စေနိုင်မယ့်ကစားကွက်အုံမျိုးလောက်ရှိနေပြီးဘလို့ကစားကွက်မျိုးကိုအေမိုရင်အုံပြူလာနိုင်မလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးလိုက်ရပါတယ်ပထမအဆုံးတစ်ခုကတော့အထောင်တိုင်းစစ်မှာဇက်စီကိုထားကစားတာပါသူနာမှာကိုညာနဲ့အန်ပွေမိုတို့ရှိပါတယ်။ကွင်းလယ်လေးယောက်နေရာမှာဒိုဂူဘရူနိုအူကာတေအာမက်တို့ရှိမယ်။နောက်တန်းသုံးယောက်အနေနဲ့မာတီနဲ့ဒီလစ်ရိုရိုတို့ကိုထားကစားနိုင်ပါတယ်။ဒီကစားကွက်မှာတော့ ကိုညာကို left နံပါတ်10 row နဲ့အန်ပွေမိုကို right နံပါတ်10 row နေရာတွေမှာထားကစားမှာဖြစ်ပါရင်ဘရူနိုကအိမ်လဲကန်လန်းမှုကိုညင်းဆန်ပြီးမိုင်းမာဆက်နေဖို့အဆုံးဖြတ်လိုက်တာကြောင့်လာမယ့်ရာသီမှာတော့ကွင်းလယ်လေးယောက်တန်းတနေရာမှာဘရူနိုကိုမြင်တွေ့ရပွဲရှိနေပါတယ်။ဥကာဒီကတော့ခန်စီပိုင်းကိုပုံမအောင်ဆိုက်ရမှာဖြစ်ပြီးဘရူနိုကတော့တိုက်စစ်ပိုင်းကိုလိုက်ပါပံ့ပိုးမှုတွေပြုလုပ်ရမှာဖြစ်ပါရင်အာမက်ကတော့သူအန်ဝင်အောင်ကစားနိုင်တဲ့ညာစွန်ခန်စစ်နေရာမှာထားကစားလာနိုင်ပါတယ်။ဒီလိုဆိုရင်တော့မိုင်းအသင်းရဲ့တောင်မတိုက်စစ်တွေကအသက်ပုံဝင်လာမှာဖြစ်ပြီးကြောက်စရာပိုကောင်းလာနိုင်ပါတယ်။ အေမော်ရီအတုံးပြလာနိုင်တဲ့ဒုတိယကစားကွက်တစ်ခုကတော့ကွန်ညာကိုအထောင်တိုက်စစ်မှာထားကစားတာဖြစ်ပါရင်ခွဲလက်တိုင်းစင်းတယောက်မှာတော့ဘလူးလိုကို left hand row နဲ့အန်ဝင်ဘောကို right hand row နေရာတွေမှာထားကစားနိုင်ပါရင်ခွဲလက်လျောက်တန်းမှာတော့ဒေါ်ဂူကက်စမဲလိုဥကာတေအာမန်နဲ့နောက်တန်း၃ယောက်အဖြစ်မာတီနဲ့ဒီလစ်လူလူတို့ကိုကစားကွင်းပေးလာနိုင်ပါရင်ဒီလိုကစားကွက်မျိုးပုံဖော်ရင်ရောမန်ယူအတွက်အသီးသာထင်ရှားတဲ့အကျိုးသက်ရောက်မှုတွေဖြစ်လာစေနိုင်ပါလားကွန်ညာကဝူးမှာယမန်ယန်ကအထောင်တိုက်စစ်နေရာကနေကစားခဲ့ရပါတယ်ဒါကြောင့်သူကအထောင်တိုင်းစင်နေရာကနေထားကစားလဲဖိုင်လန်းထတော့အကျိုးသက်ရောက်မှုအများကြီးဖြစ်စီပါပါ ဒါဆိုရင်ဘရူနိုကဘယ်ချန်ကွင်းလင်တိုင်းစင်နေရာကိုတက်ကစားပေးရမှာဖြစ်ပြီးဘိုးကွင်းလင်နှစ်ယောက်မှာတော့အီမိုရင်သဘောကျတဲ့ကက်စီဥကာဒီအတွဲကိုပွဲထွက်ခွင့်ရရှိနိုင်ပါတယ်။ကက်စီရဲ့ချင်းစွမ်းပေါ်မူတည်ပြီးဒီကစားကွက်ကလည်းအလုံးဖြစ်နိုင်မဲ့သဘောမှာရှိပါတယ်။ဖြစ်လာနိုင်ခြေရှိတဲ့တတိယကစားကွက်ကတော့ဇက်စီကိုအထောင်တိုင်းစင်မှာထားကစားပြီးကွင်းလင်တိုင်းစင်နှစ်ယောက်ဖြစ်တဲ့ဘယ်ချန်မှာဘရူနိုနဲ့ညာချန်မှာအန်ပွင်ဘိုးကွင်းလင်လေးယောက်တန်းမှာတော့ဒေါ်ဂူကိုညာဥကာဒီအာမန်နောက်တန်းသုံးယောက်မှာတော့မာတီနဲ့ဒီလေရိုရိုတို့ဖြစ်ပါတယ်။ကိုညာကော ွင့်လယ်နေရာမှာကားနေလဲစင်ကစားနိုင်ပြီးတော့တိုင်စင်လိုက်ပါပတ်မိုးမှုကိုသူ့ရဲ့ driver skill နဲ့ကောင်းစွာပြုလုပ်နိုင်သူဖြစ်ပါတယ်ဒီကစားကွက်ပါတော့ကိုညာကတိုင်စင်နဲ့ချိတ်ဆက်ကစားဖို့အဓိကတာဝန်ယူရမှာဖြစ်ပြီးလေးယောက်တန်းမှာတော့မီတယ်တက်ဆော်အကျော်မှာနေရာယူကစားရနိုင်ပါတယ်ဒါတွေကတော့အန်ပွေမိုတာရောက်လာခင်ဖြစ်လာနိုင်ခြေရှိတဲ့ကစားကွက်၃မျိုးဖြစ်ပါတယ်အဝင်မွေးအပြောင်းရွှေ့ခြေကိုတော့ brand 4ဘက်ကပေါင်သန်း60လောက်တောင်းလိုက်ပါတယ်ဒီလိုချိန်ဆရှိတဲ့အစားအသောက်မျိုးကိုဒီဈေးလောက်တော့ပေးရမှာဖြစ်ပါတယ်။ Black Label အနေနဲ့အံပွေမှုကိုကိုညာလိုမျိုးအရေးကြတဲ့ညှိနှိုင်းသွားနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဖီလီကလောက်ပါမယ်နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Show Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ